မူဂျိုကလေးတွေညဘက်ကြီးငိုနေတဲ့ဗီဒီယိုဖိုင်ကအတုမဟုတ်ပါဘူးအစ်စ်ပါဘလို့အစ်စ်လဲဆိုတော့ကျွန်တော်ပြောပြပါမယ်ဟမ်ကျွန်တော်ရောက်ဆက်ဟိုဟိုတရခိုင်ကနော်နော်ရှင်လက်မတဲတော့မဆုချယ်ရီနေမတော်လာအောင်ဆိုးမောင်နေလေးမောင်မလက်ကမဒီတာတို့ဒီစောင်းနဲ့လုံးဝမတက်ဆိုင်တော့ကြောင်းလိုက်ပြန်ပါပြီ ွာလဲသွားနိုင်ကြပြီနော်ဒီမူโจကလေးတွေညပကြီးမူတယ်ဆိုတော့ဗီဒီယိုဖိုင်ဟာ အတူမဟုတ်ပါဘူးအစ်စ်ပါဘလို့အစ်စ်လဲဆိုတော့ကျွန်တော်ပြောပြမယ်ဒီဗီဒီယိုပိုင်းကလောလောဆယ်မှာတော့ Facebook စာမျက်နှာမှာပြန်နေနေတယ်တချို့တော့ပေါ့နော် follower အဲ့လိုရကျင်တဲ့ account တွေရှောက်တင်ကြရပြာဟာမူဂျိုကလေးတွေငိုနေတယ်ပေါ့လေမသိရင်ဟိုတန်းတော့ဟိုတန်းကြီးမှာဒီလိုပြီးခဲ့တယ်ပေါ့နော်မူဂျိုကြောင့်ဖြစ်စင်မှာဖြစ်ခဲ့တဲ့ကလေးတွေပဲငိုနေတယ်လို့လို့ဘာလို့လို့ ਨੇ ရှောက်တင်ကြရပေါ့နော်တချို့ကျတော့လဲအတန်အတူကြီးထက်ထားပေါ့လေနော်ဖြစ်နေတာတသက်အတန်တသက်ပေါ့မင်းတို့ကောင်းနေပောက်ခဲ့ရတယ်ရှောက်မလို့ကြပါလားဆိုအမှန်တကယ်တင်တဲ့လူကမူရင်းတင်တဲ့လူကအစ်စ်တင်တာ အတတ်တတ်မှတချို့ပေတွေကပေါက်ကြရတယ်ရှောက်ပြီးလုပ်တယ် share လို့တွေကလည်း share ကြရတယ်ပေါ့နော်ဟိုမိဘတွေမပြောနဲ့ဒီဟာကိုမြင်ပြီးဟာကျွန်တော်တော့တကယ်ထင်သွားပါပေါ့နော်ဟာကျွန်တော်လည်းအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော်တော်လေးစိတ်မကောင်းဖြစ်တဲ့အတွက်ဟာဒါကြီးကတော့ဘလို့ကြီးလဲပေါ့နော်ကျွန်တော်ဖုန်းနဲ့ကန့်နာထောင်တော့ကလေးတွေအတောင်လဲကြားတယ်ဆိုတော့တော်တော်လေးကိုအန်အောပါဒါမှမဟုတ်ကျွန်တော်ဒါနဲ့ပတ်သက်ပြီးကျွန်တော်ဒီ TikTok user အနေနဲ့ like ချိလိုက်တဲ့အခါကျတော့ဒီ TikTok မှာပေါ့နော်ဒီဦးနေဆိုတဲ့ account ပိုင်ရှင်ကဒီ3လပိုင်း24ရက်နေ့ကဒီ video ဖိုင်အောင်တင်ထားတာဖြစ်ပါတယ်နော်ဒီငလင်လုတ်ခဲ့တာက 3လပိုင်း28ရက်နေ့မှာလုတ်ခဲ့တာဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်က3လပိုင်း24ရက်ဆိုတော့ဒီငရင်မလုတ်ခင်အရင်3-4ရက်လောက်အလိုရေရပါတော့အဲ့တော့ဒီဗီဒီယိုဖိုင်ကတော့အစ်စ်ဖြစ်တယ်သူကသူတခြားအကြောင်းနဲ့ပတ်သက်ပြီးတော့သူတို့ဘာသာသူတို့ပေါ့နော်ဒီညာဘက်တွေသွားကြည့်ကြတဲ့အကြောင်းနော်တခြားကိစ္စပါဒါကတော့တခြားကိစ္စနဲ့ပတ်သက်ပြီးတော့တင်ထားတာဖြစ်ပါတယ်ဒီငရင်လုတ်ဘူးမှ ဖြစ်ပေါ်ခဲ့တဲ့ဒါမူချိုကလေးတွေရဲ့အကြောင်းမဟုတ်ပါဘူးတချို့လဲဗီဒီယိုဖိုင်ကဒါအစစ်မဟုတ်ဘူးပေါ့နော်အတုလို့ပြောနေကြလို့တင်တဲ့ဦးနေဆိုတဲ့အကောင့်ပိုင်ရှင်ကတော့သွက်ကြည့်ပါဒီအကောင့်မှာအစစ်တင်တာပါဒါပေမဲ့လူတွေကဗျာအဲ့ဒီဗီဒီယိုကြီးကိုဒေါင်းနော်ဟိုက3လပိုင်း24ရက်မှာတင်ခဲ့တဲ့သူကသူတင်သူအကြောင်းနဲ့သူတင်ခဲ့တဲ့ဗီဒီယိုကြီးကိုတဒေါင်းပြီးတော့အဲ့သူရဲ့ Facebook အကောင့်တွေမှာသူရဲ့ Facebook page တွေမှာမသိရင်ပဲဟိုတနေ့ရဖြစ်ခဲ့တဲ့ဒါမူချိုကလေးတွေရဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ပဲပေါ့နော်ထင်အောင်ထင်မှာဖြစ်အောင် ရှောက်ပြီးတော့အဲ့လိုတင်နေကြတာပါပေါ့နော်ဒီဟာကိုပတ်သက်ပြီးတော့တချို့ဆိုလဲတော်တော်လေးစေမကောင်းဖြစ်ကြရပေါ့နော်ခလေးနဲ့ပတ်သက်ပြီးတော့ဒီဟာကိုခလေးမိပါတွေမြင်ခဲ့ရင်လည်းတော်တော်လေးကိုအံ့သွားမယ်ပေါ့နော်အဲ့တော့ဘာမှဟိုဝီဒီဝါတာတွေမဖြစ်ကြပါနဲ့ဟိုစေမကောင်းလည်းကျွန်တော်တို့တော်တော်ဖြစ်မိပါတယ်ဒါပေမဲ့ဒီဗီဒီယိုဒီခလေးတွေငိုနေတာမဟုတ်ပါဘူးသူကသူဥနေဆိုတဲ့အကောင့်ကတင်ထားတာဖြစ်ပါတယ်ဝီဒီဝါတာတွေမဖြစ်ကြပါနဲ့မူတို့ခလေးတွေနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုစေမကောင်းဖြစ်ရတယ်ဘာလို့လဲဆိုတော့ ကိုဗစ်မှာမွေးเนาะရှေ့ရဒီအဆက်ဆက်နိုင်ငံရေးဖြစ်စဉ်တွေမှာကြီးခဲ့ပြီးတော့เนาะ2020လောက်မှာမွေးပြီးတော့ဒီငလင်မှာသူတို့ဆုံးရှုံးရတယ်ဆိုတော့ဗျာเนาะဒီကျွန်တော်တို့ဖြတ်တန်းလာတဲ့ဘဝတစ်ချောက်ဒီ9နှစ်6နှစ်ကအဆိုးဆုံးခြေနေပါပဲเนาะဒီအဆိုးဆုံးခြေနေမှာပဲစတင်မွေးဖွားပြီးတော့ဒီအဆိုးဆုံးအခြေအနေနဲ့ပဲအဆုံးတက်ရတယ်ဆိုတော့အော်တော်တော်လေးကိုကျွန်တော်စီမကောင်းဖြစ်ပါတယ်အားကြောင့်မို့ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးကျွန်တော်တင်ပေးလိုက်ခြင်းနဲ့ဖြစ်ပါတယ်ဟုတ်ကဲ့ပါဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့မြို့ပြည်တို့များအားလုံးလည်းစိတ်ထမ်းသာခြင်းကိုယ်ကြံပါခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်အနေနဲ့ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်